一百零三亿辆生命船，三千五组阿龙，四家三所的全国特色品牌。 စီပွားရေးနှင့်ကုသံရှောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်တဲ့ဧပြီလအတွက်တင့်တယ်များသာသောဈေးကွက်ဈေးနှုန်းဆိုင်ရှိညွန်ဈေးနှုန်းတွေကိုထုတ်ပြန်ရှာမှစံချမ်းအုပ်စုအလုံးဈေးကျဆင်းခဲ့တာကိုသိရှိရပါသည်။အဒီလိုထုတ်ပြန်တဲ့ဈေးနှုန်းတွေအရငစိရာကျော်ကရင်မအပါဝင်ပြပတင်ဖို့တဲ့စံချမ်းအုပ်စုဝင် ကီလို90ပေါင်25မှတ်တမ်းစံတဲ့အိတ်ကို7000နှုန်း အထိကျဆင်းခဲ့ပြီး15မှတ်တမ်းစံတဲ့အိတ်ကို6900နှုန်းအထိ9မှတ်နဲ့10မှတ်တမ်းစံတဲ့အိတ်ကို7000နှုန်းအထိဈေးနှုန်းအသီးသီးကျဆင်းခဲ့ပါထဲပြပတင်ဖို့ထားအပြင်ပြည်တွင်းမှာပါစားသုံးတဲ့ဈေးရငွေတိုးအပါဝင်အရေအသွေးတင်တင်ကောင်းမွန်တဲ့9မှတ်နဲ့10မှတ်တမ်းစံတဲ့အိတ်ကို7400နှုန်း ြည်တွင်စားသုံးတဲ့စံချမ်းအုပ်စုဝင် ရွှေသွဲအညာသားအပါဝင်စံများမှကီလို90ပေါင်၅မှတ်နဲ့ဆဲမှတ်တန်စံတဲ့အကိုကျပ်2000နှုန်းချဆင်းလာခဲ့ပြီးဂျန်ဆန်အုပ်စုထွေကားတော့ရခင်လအတိုင်းပဲဈေးတွေဆက်လက်တည်ရှိနေပါသေး လစဉ်ထုတ်ပြန်တဲ့ရှင်ညုံးစေနှုံစည်းကမ်းချက်တွေနဲ့အညီရောင်းချချဖို့နဲ့စေနှုံပိုးမြင့်တင်ရောင်းချထားအရေးအသွေးမမှန်မကန်ရောင်းချထားလိုက်နာဆောင်ရွက်မှုမရှိတာအပေါ်အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှန်၅အရာတရားစွဲထားဗန်ငွေနဲ့အခွန်ငွေသတ်မှတ်ပေးဆောင်စေတာစတဲ့ထိရောက်စွာအရေးယူထားတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဆန်ဆက်ဆန်အယောင်ဆိုင်ကုန်သည်ထွေးနဲ့ဆန်လုပ်ငန်းရှင်ထွေးအလေးအနက်ထားပြီးလိုက်နာဆောင်ရွက်ဖို့အတိပေးထားပါတယ်ရှင်။